မင်္ဂလာပါရှင်ဆယ်လစ်ကူအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်နိုင်ငံတကာနုပညာရုံးအတွင်းကတွင်နေနုပညာရှင်တွေရဲ့နှုတ်ဆောင်မှုတွေသူတို့ဘာတွေကြုံတွေ့နေရသလဲဆိုတာတွေကိုဒီအစီအစဉ်ကနေတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်တိုက်တန်နစ်ဇဝင်ကန်သုံးတရုံးကိုလေလံရောင်းထွက်ခဲ့ပါပြီ 1998ခုနှစ်ကကမ္ဘာကျော်တိုက်တန်းနစ်ရုပ်ရှင်ဇာတ်ကားမှာတိုက်တန်းနစ်သင်္ဘောနှင်းမြုပ်ချိန်တီဝိုင်းကောင်းဆောင်ထိုးခဲ့တဲ့တရော့ကိုဧပြီ26ရက်ကလေးလံတင်ရောင်းချခဲ့ရာပေါင်9400နဲ့ရောင်းထွက်သွားပါတယ်။1992ခုနှစ်ကရေခဲတောင်နဲ့တိုက်တန်းနစ်သင်္ဘောတို့တိုက်မိပြီးတဲ့နောက်လူပေါင်း1500ကျော်နဲ့အတူသေဆုံးခဲ့တဲ့တဲ့တီဝိုင်းကောင်းဆောင် Wallis Harley နဲ့အဖွဲ့လဲပါသွားပါတယ်။ဒီဖြစ်ရပ်ကို James Cameron ကရုပ်ရှင်အဖြစ်ပြန်အသက်သွင်းရိုက်ကူးခဲ့ပြီးတီဝိုင်းကောင်းဆောင် Harley နေရာကခန်းစားသေးအောင်ဆောင်ခဲ့သူက တရော့ဆရာတရော့ဆောင်ဂျိုနက်သန်အဗန်ဂျုံးစ်ဖြစ်ပါတယ်။ဇလန်ထဲမှာအဲ့ဒီတရော့ကိုအမှတ်ရဆုံးဖြစ်စေခဲ့တဲ့ဇန်ဝင်ကန်ကတင်မောနေချိန်တုံလုံးနေတဲ့ခီးသည်တွေစိတ်ငြိမ်အောင်ဒီဝိုင်းကောင်းဆောင်ကနီယာရောမိုင်ဂေါ့တူတီတီကိုထိုးနေခြင်းဇန်ဝင်ကန်ပဲဖြစ်ပါတယ်။2013ခုနှစ်မှာဒီတရော့ကိုအဗန်ဂျုံးစ်ကလင်းလံပွဲတစ်ခုမှာရောင်းလိုက်ပါသေးတယ်။အဲ့ဒီအချိန်ကစပြီးတရော့ကကိုပိုင်စူဆောင်းသူတဦးရဲ့လက်မှာရှိနေခဲ့ပါတယ်။ တိုက်တန်းနေရုပ်ရှင်ဇက်သိမ်းပိုင်းမှာ Rose ကတကားပြားနဲ့တူတဲ့အရာပေါ်မှာတက်နေခွင့်ရလိုက်တဲ့အတွက်အသက်ရှင်ခဲ့ပေမဲ့ချစ်သူ Jack ကရေထဲကနေသာ၎င်းအရာရဲ့ဘေးဘက်ခြမ်းကိုတွေ့ဖက်ပြီးသိခဲ့ရတဲ့အဖြစ်ကပရိသတ်အတွက်ဝေဖန်မိကုန်းထုတ်ဆရာဖြစ်ခဲ့ပါတယ်။တိုက်တန်နစ်ရုပ်ရှင်ဟာ1998ခုနှစ်အော်စကာဆုပေးပွဲမှာအကောင်းဆုံးဆက်ကားဆုနဲ့ဒါရိုက်တာဆုအပါအဝင်ဆုဆက်တဆုရခဲ့ပေမဲ့လည်းဇာတ်ဆောင်မင်းသားဆုနဲ့မင်းသမီးဆုတို့တော့မရခဲ့တာဖြစ်ပါတယ်။ လီယောင်အေးက15နှစ်အရွယ်သမီးနဲ့ K-pop show တွေနိုင်ကြည့်ပါရတဲ့တက်တလုံးရေဒီယိုအစီအစဉ်တစ်ခုမှာလီယောင်အေးကအသက်15နှစ်အရွယ်သမီးဖြစ်သူနဲ့နာမည်ကျော် K-pop အစိုးရရဲ့ show ဘွဲတွေကို အတူလိုက်ပြီးအားပေးနေရှိပြီးပုံငယ်သွားသလိုခန်းစားရကြောင်းဖွင့်ရထားပါတယ်။ THD, NCT နဲ့ Boynix တို့အဖွဲ့တို့ရဲ့တခြင်းတွေကို ပိုသိတယ်လို့လည်းလီကဆိုပါတယ်။ လီယောင်အေးကနာမည်ကျော်ရုပ်ရှင်မင်းသမီးဖြစ်တဲ့အလျောက်တမီးဖြစ်သူကလည်းအမေတူတမီးလေးလို့ဆိုပြီးပရိသတ်ရဲ့စိတ်ဝင်စားခြင်းကိုခံနေရပါတယ်။မိခင်ချင်ရကိုလိုက်မဲ့နိုင်ငံကျော်ရုပ်ရှင်မင်းသမီးရဲ့တမီးဆိုတဲ့ခေါင်းစဉ်နဲ့ online group တစ်ခုမှာလီယောင်အေးရဲ့အမွာသားနဲ့တမီးအကြောင်းကိုလက်တလုံးတင်ထားပါတယ်။လီဟာသားသမီးတွေရဲ့ပုံကို social media မှာသိပ်ပြီးတော့တင်လေးရှိသူမဟုတ်ပါဘူး။လီရဲ့တမီးကလက်ရှိ Sunward Art အနုပညာကျောင်းတက်ရောက်နေပြီးအဆိုဂီတဘက်ကိုအဓိကသင်ကြားလေးရရှိပါတယ်။ ငယ်စဉ်ကတည်းကလီယောင်အေးအသေးစားလို့ချစ်စနိုးခေါ်ခံခဲ့ရပါတယ်။အစီအစဉ်တစ်ခုမှာလီကသမီးကဓာတ်ပုံရိုက်ရတာကြိုက်တယ်။မင်းသမီးဖြစ်ချင်တယ်လို့သူတစ်ခါပြောဖို့တယ်။တချင်းဆိုတာကိုလည်းသူကြိုက်တယ်။ဒါကြောင့်အမှုပညာကျောင်းတက်ဖြစ်သွားတာလို့ပြောပြခဲ့ပါတယ်။သူ့ကျောင်းကိုကျမလိုက်သွားတိုင်းသူကခေါင်းစချေဆုံးကြည့်ပြီးတကယ်ပဲဒီပုံစံနဲ့သွားမှလားလို့မေးတယ်။ကျောင်းမှာအပွဲတစ်ခုခုရှိရင်လဲမင်းသမီးလိုပြင်ပြီးလိုက်တော်လို့ပြောလို့ကျမအလှပြင်ဆိုင်ကိုပြေးရပြန်ရောလို့လီကပြောပါသေးတယ်။ YouTube ရဲ့အထင်ကရအဖြစ်ဆုံးဗီဒီယိုတွေစီးရင်မှာ Canon's Time နဲ့ Korea သချင်းနောက်တစ်ပုတ်ပါနေပါတယ်။ဘယ်သချင်းများပါလဲ။ကမ္ဘာအခြေဆုံးဗီဒီယိုပလက်ဖောင်းဖြစ်တဲ့ YouTube ကနှစ်20ပြည့်အထိမ်းအမှတ်အနေနဲ့ YouTube သမိုင်းတခြားအထင်ကရအဖြစ်ဆုံးဗီဒီယို16ခုကိုစီးရင်ထုတ်ထားပါတယ်။အဲ့ဒီထဲမှာကိုရီးယားဗီဒီယိုနှစ်ခုပါပါတယ်။ New York Times ကထုတ်ပြန်ခဲ့တဲ့အဲ့ဒီစီးရင်မှာ YouTube ပူရဲတီထောင်သူ Joe Curran ပထမဆုံးတင်ခဲ့တဲ့ Me at the Zoo နာမည်နဲ့ဗီဒီယို Justin Bieber ရဲ့ Race to Fame နာမည်နဲ့ဗီဒီယိုတို့ပါဝင်ပါတယ်။ Korea ဗီဒီယိုနှစ်ခုကတော့ PSY ရဲ့ Gangnam Style သချင်းဗီဒီယိုနဲ့ကလေးတွေအကြိုက် Baby Shark သချင်းဗီဒီယိုပါ။2012ခုနှစ်ဇူလိုင်မှာထွက်လာတဲ့ Gangnam Style တခြင်းဟာအဲ့ဒီနှစ်ရဲ့အကုန်မှာပဲကြီးရှုမှုအကြိမ်ကြီး1ဘီလီယံကျော်သွားတဲ့ပထမဆုံး YouTube ဗီဒီယိုဖြစ်လာပါတယ်။ Baby Shark ကတော့ 2015နိုဝင်ဘာမှာစပေါ်လာတဲ့တချင်းမှာမူရင်းဗီဒီယိုမှာကလေးတရုတ်ဆောင်တွင်မပါဝင်မဲ့2016မှာ version 3ထွက်လာတဲ့အခါကလေးတရုတ်ဆောင်၄ရောင်းနဲ့ပုံပြီးမြန်မြန်ဆိုင်ဆိုင်ဖြစ်သွားပါတယ်။2020နိုဝင်ဘာမှာ baby shark တချင်းဟာ YouTube တမိုင်းမှာလူကြည့်အများဆုံးဗီဒီယိုဖြစ်လာပါတယ်။ဒီနေ့ထိဆိုပါက baby shark ရဲ့ view ရေအတွက်ဟာ15ဘီလီယံကျော်သွားပြီဖြစ်ပါတယ်။ တရုတ်တိုက်ပွဲကိစ္စဖြစ်ပြီးနောက်ပိုင်းကက်တီဘယ်ရီကတရုတ်ပြည်မှာပထမဆုံးရွှေဝဲပြုတ်လောက်တော့မှာပါတရုတ်တိုက်ပွဲရှုပ်ပွဲမှာနေကြာပန်းဝင်ဆောင်ဝင်ခဲ့လို့တရုတ်နိုင်ငံကိုဝင်ခွင့်ဗီဇာမရခဲ့တဲ့ကီတီဘယ်ရီကဒီနှစ်နိုဝင်ဘာမှာတရုတ်ပြည်ကိုလာရောက်ဖြုတ်ပြေတော့မှာဖြစ်ပါတယ်။ဧပြီလရဲမှာအမျိုးသမီးအာကာသခရီးသည်6ဦးရဲကတအုပ်အပောင်ဝင်ဖြစ်တဲ့ကီတီဘယ်ရီဟာ နိုဝင်ဘာ21ရက်နဲ့22ရက်နေ့တွေမှာတရုတ်အရှေ့ပိုင်းဟန်ကျိုးမြို့မှာဖျော်ဖြေမှာပါပယ်ရီဟာလွန်ခဲ့တဲ့ရှင်းနှစ်2018ခုနှစ်ကရှန်ဟိုင်းမှာပြုလုပ်တဲ့ Victoria Secret Fashion ပြပွဲကိုတက်ဖို့စီစဉ်ခဲ့ပေမဲ့တရုတ်နိုင်ငံကသူ့ကိုပြင်ဝင်ခွင့်မပေးခဲ့ပါဘူးပိတ်စိတ်တဲ့တဲမှာအဲ့ဒီအကြောင်းပါလာခဲ့ပါတယ်တရုတ်တိုင်ပင်မှာလုပ်တဲ့2015ရှိုးဘက်ကြောင့် Katy Perry ကိုတရုတ်ပြည်မှာကြီးမှာဖျော်ဖြေခွင့်မပေးဘူးလို့ဆိုပါတယ်တိုင်ပင်ရှိုးဘက်မှာ Perry ဟာနေကြာဘန်းဝတ်စုံကိုဝေခဲ့ပါတယ် နေဂျာမန်ဟာတရုတ်တိုင်ပင်နဲ့တရုတ်ပြည်မကြီးတို့ကြားကုန်သွယ်ရေးသဘောတူညီချက်ကိုစန့်ကျင်တဲ့ចောင်းသားများလှုံ့ဆော်မှုသင်္ကေတတစ်ခုဖြစ်ပါတယ်။ဟန်ဂျိုးအနာဝိုင်တွေရဲ့ကနအူပြောဆိုချက်အရတီလာစစ်ကိုဖိတ်ဖို့စဉ်းစားခဲ့ကြပါသေးတယ်။ပယ်ရီရဲ့ပထမဆုံးအချိန်တရုတ်ဖြော်ပြပွဲဟာ2014ခုနှစ်ကဘေကျင်းမှာလုပ်တဲ့ပွဲဖြစ်ပါတယ်။2015မှာလည်းပယ်ရီကရှန်ဟိုင်းမှာနှစ်ပွဲ၊ကွမ်ဂျိုးမှာတစ်ပွဲ ထပ်ပြီးဖြော်ပြခဲ့ပါတယ်။တရုတ်သမ္မတရှီကျင်းဖြင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့ဇန်နဝါရီလကတယ်လီဖုန်းပြောခဲ့ကြပြီးရက်ပိုင်းအကြမှာအမေရိကန်ဂီတအဖွဲ့ One Republic ကတရုတ်နှစ်တကူပွဲမှာပါလာပါတယ်ဖေဖော်ဝါရီမှာတော့အဆိုရောအရှီရန်ကဟန်ဂျိုးမြို့မှာ ရှိုးပွဲ6ပွဲဖျော်ဖြေသွားပါတယ်နိုင်ငံတကာအမှုပညာရှင်ဝအတွင်းကခရင်တွေနိုင်ငံတကာအမှုပညာရှင်တွေရဲ့လှုပ်ရှားမှုတွေ သူတို့ဘာတွေတွေ့ကြုံနေရတယ်လဲဆိုတာတွေကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့် San Luis Group အစည်းအဝေးမှာလည်းဘလို့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်မလဲဆိုတာစောင့်ကြည့်ဖို့ဖိတ်ခေါ်ရင်းနဲ့ဒီအစည်းအဝေးကိုဒီမှာပဲညှိနှိုင်းလိုက်ပါရစေ။